2025ခုနှစ်ထဲမင်္ဂလာသတင်းကြားရတော့မယ့်အနုပညာဇုံတွဲလေးတွေလူတွေကရွေရောက်လာရင်တည်ကျင်တန်တီးပွင့်စင်တန်ပွတ်တကြတာကသဘောပေါက်ပါပဲ။ဒါပေမဲ့လည်းအနုပညာရှင်တွေကတော့အောင်မြင်မှုအရှိန်ဝါးရေးစံတွေကြမှာဆိုလို့စစ်တူရေးဆရာတောင်းအချိန်အကြာကြီးမင်္ဂလာမဆောင်မဲ့နေတဲ့ကြတာပါ။ဒါပေမဲ့အနုပညာရှင်တွေကလည်းလူပဲမှုအရွယ်တစ်ခုရောက်လာရင်မင်္ဂလာဆောင်ကြရတာဖြစ်ပါတယ်။ဒီဗီဒီယိုထဲမှာတော့2025ခုနှစ်မှာမင်္ဂလာသတင်းကြားရမယ့်အနုပညာရှင်ဇုံတွဲတွေကိုပြောပြပေးသွားပါမယ်ရှင်။ နမလေးဟင်းဝရံနဲ့အဆိုပြတဲ့စဉ်နုပညာလောကမှာမကြကျင်းတင်နေပါမင်္ဂလာသတင်းကြားရဖို့ရှိနေတာကတော့ဟင်းဝရံနဲ့အဆိုပြတဲ့စဉ်ပါရှင်ဟင်းဝရံနဲ့အဆိုပြတို့ငစဉ်စုံတွဲကိုအနုပညာလောကမှာတော့တပူပူတွဲတွဲပြည့်တတီကမြင်နေကြရတာကကြာပါပြီဆိုပြတဲ့စဉ်ကအောင်မြင်တဲ့ထိတ်တဲမင်းသမီးဖြစ်ပေမဲ့လည်းတခြားသောမင်းသမီးတွေလိုရီစားတွေထားပြီးပတ်ရှုပ်တာမျိုးမရှိပါဘူးဆိုပြတဲ့စဉ်ရဲ့မိဘတွေကနောက်ကလိုက်နေတာပါဟင်းဝရံမှာလည်းမိသားစုကအမြဲတမ်းစောင့်ကြည့်နေတဲ့တာမလို့ဆိုပြတဲ့ဟင်းဝရံတို့ကဘဝတူချင်းနှိစက်မှုရှိနေတာဖြစ်ပါတယ် ဒါကြောင့်လည်းပြည်သက်တွေကဟင်ဝရရဲ့အဆိုပြေသစဉ်တို့ကိုသဘောတူကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းသူတို့နှစ်ယောက်ကတော့နာမည်ကြမှာဆိုတာလားတော့မသိပေမဲ့ချစ်နေကြတယ်ဆိုတာတော့ဝန်မခံပါဘူး။တချို့တော့အတွင်သတင်းတွေအရတော့အဆိုပြေသစဉ်နဲ့ဟင်ဝရတို့ကချစ်ကြိုင်နေကြတာငါးနှစ်လောက်ရှိပြီလို့လည်းသိရတာပါ။အခုခါမှာတော့ဟင်ဝရရဲ့ဖခင်အဝင်ကိုကတော့ဟင်ဝရကိုမကြခင်မှာပြည်သက်တွေထင်နေတဲ့သူနဲ့အိမ်အောင်ချပေးမယ်လို့ပြောလာခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းဟင်ဝရနဲ့ဆိုပြေတို့ရဲ့မင်္ဂလာပွဲကိုမကြခင်မှာကြားရဖို့တည်ကြနေကဆိုပြေနဲ့ဟင်ဝရတို့ဇုံတွဲကို2025မှာမင်္ဂလာဆောင်မဲ့ ဆုံးတွဲအဖြစ်သိကြနေတာဖြစ်ပါတယ်။ နမလေးစီတဝင်းနဲ့ဦးရင်မုံနိုင်နုပညာလောကမှာပြည်သက်တွေသိမ့်မတိကြပေမဲ့အချိန်ကြာမြင့်စွာချစ်ကြိုက်နေကြတဲ့ဇုံတွေအတွက်ရှိပါတယ်။အဲ့ဒီဇုံတွေကတော့စီတဝင်းနဲ့ဦးရင်မုံနိုင်တို့ဇုံတွေပါရှင်။ဦးရင်မုံနိုင်ဆိုတာကအမှ TV4 ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့်နာမည်ကြီးလာတဲ့မင်းသမီးလေးဖြစ်ပြီးတော့အခုလက်တလုံးမှာရေပန်းစားနေတဲ့အမုံမြင့်ဇာတ်လမ်းကျွဲမှာလည်းအကောင်းဆုံးတယောက်ဆောင်နိုင်တာဖြစ်ပါတယ်။စီတဝင်းကလည်းအမှ TV4 ရုပ်သံလိုင်းကနေအကောင်းဆုံးတယောက်ဆောင်ရတဲ့နာမည်ကြီးလာတဲ့မင်းသားပါရှင်။ဒီလိုအမှ TV4 ကနေတက်လာလာကျင်တူတဲ့ဦးရင်မုံနိုင်နဲ့စီတဝင်းတို့ကချစ်ကြိုက်နေကြတာဖြစ်က နှစ်ဖက်မိဘတွေကလည်းသိရှိသဘောတူပြီးသားဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်လည်းမကြခင်မှာတယောက်စာမင်းသမီးချော်လေးဝင့်မောင်နိုင်နဲ့စီတဝင်းတို့ရဲ့မင်္ဂလာသတင်းကိုကြားရဖို့ရှိနေတာဖြစ်ပါတယ်။နံပါတ်3အောင်ပိုင်းနဲ့ခိုင်သစင်ကူပါ။ဝင့်မောင်နိုင်နဲ့စီတဝင်းတို့လိုပဲ MTV ပေါ်တယောက်စာနေဖြစ်ကြတဲ့အောင်ပိုင်းနဲ့ခိုင်သစင်ကူပါတို့ဇုံတွေဟာလည်းချစ်ကြိုက်နေကြပါတယ်။အထူးသဖြင့်ချစ်သူတွေအများကြီးထားဝတဲ့ခိုင်သစင်ကူပါတယောက်အချင်းအမအချင်းချင်းကမကောင်းခဲ့ပေမဲ့တယောက်စာအောင်ပိုင်းနဲ့အတွေ့မှာတော့အချင်းကြောင့်ပျော်ရွှင်နေရတယ်လို့ဆိုပါတယ်။ဒါကြောင့်လည်းခိုင်သစင်ကူပါဟာမကြခင်မှာတယောက်စာမင်းသားအောင်ပိုင်းနဲ့လက်ထက်တော့မ ယ်လို့ပြောလာတာဖြစ်ပါတယ် နံပါတ်၄ကောင်းပြင်းနဲ့တနာဘိုးစတုန်းနစ်တာချစ်ကြိုက်ခဲ့ကြတဲ့တရုတ်ဆောင်မင်းသားကောင်းပြင်းနဲ့တနာဘိုးတို့ဇုံတွေလီကတော့2025ခုနှစ်မှာမင်္ဂလာဆောင်လိုက်ပါပြီအစောပိုင်းမှာတော့ပြိသက်တွေကကောင်းပြင်းကတနာဘိုးကိုမင်္ဂလာမဆောင်တော့မယူတော့ဘူးလားအပြော်တွဲနေတာလားဆက်သဖြင့်ဝေဖန်ခဲ့ကြတာပါအခုခါမှာတော့ဘိုးရင်လုတ်ခေါ်တဲ့တနာဘိုးနဲ့ကောင်းပြင်းတို့ကနှစ်ဖက်သောမိဘတွေရှိမှမင်္ဂလာလက်မှတ်ရေးထိုးလိုက်ပါပြီဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပြိသက်တွေကရောဒီနှစ်ထဲမှာမင်္ဂလာသတင်းကြားရတော့မယ့်အမှုပညာရှင်ဇုံတွေလီတွေအပေါ်မှာပြိသက်တွေအမြင်သဘောထားလေးတွေကိုလည်းပြပြပေးခဲ့ကြပါအောင်ရှင်